နောက်ရင်တော့ကြာသွားတဲ့အချိန်ကစပြီးကျွန်တော်ဖေကပြန်မလာတော့ဘူးမန္တလေးမှာကျွန်တော်တို့အဲ့ဒီအချိန်တုန်းကအိမ်လေးငါးလုံးလောက်ပိုင်နေတဲ့အိမ်ကြီးလေးအကုန်ကုန်အိမ်ကဆုတ်ချလိုက်တာအိမ်ကြီးအလုံးရဲ့နောက်ပေးအိမ်ကအပြင်ထွက်လိုက်ရင်မယိုသေးစကားပပလက်မှာအိမ်သားလေးကြီးပဲသူများအိမ်ရဲ့အိမ်သားလေးဆင်းရလိုက်တဲ့ဘဝနှုံချလိုက်တဲ့ဘဝကျောင်းသားကမပေးရသေးတဲ့လူမတ်တရဆိုရင်ကျွန်တော်တို့ညီကိုညီအောင်ကလိုင်စင်ဆွဲထားတာပဲအမြဲရရတယ် မတတ်နိုင်ဘူးလေပေးမှမပေးနိုင်တော့ဘူးဈေးရောက်သားတဲ့အမေကိုမနဲ့အစိုးကြီးကျွန်တော်ကစပင်းကရီယာလေးပေါ်မှာတင်ပြီးတော့လိုက်လိုက်ပို့ရတယ်မန်လီဆောင်းရင်းဆိုတော့အေးလိုက်တာခိုက်ခိုက်တဝန်ချမ်းကျွန်တော်ဒီဘဝနေပြီးလွတ်မြောက်ခြင်းနဲ့အာဂုအာဒါကိုကြည့်လိုက်တာဘာမှလည်းအာဂုအာဒါမရှိဆွေမျိုးအတိုင်းဝိုင်းမရှိမိဘကြောတော့နောက်ခံမရှိကူညီမဲ့သူမရှိအဲ့ဒီတုန်းကမြန်မာပြည်မှာအလုံးခက်ဆန်းနေတဲ့ Toyota Corolla ကတဲ့ဈေးကိုဝယ်လာခဲ့နိုင်ပါလေ။အဲဒီ၄သိန်းခွဲကိုကျွန်တော်ကတရီတစ်တာကြီးထဲမှာထည့်ပြီးတော့အမေကိုအပ်ပါလေ။အမေမဇက်ကလည်းပြောလိုက်မိရဲ့။အမေလို့တားတော့မဆင်းတော့ဘူးလို့အမေကိုအားရှိအောင်လုပ်ပါ။မိုးလီဝတာရုံးမှာအသက်18နှစ်၄လ 1965မေလ3ရက်ကျွန်တော်အသက်18နှစ်၄လသားအရွယ်ကလေးကကျွန်တော်ဝန်ထမ်းဖြစ်လာပါတယ်ဒီခန်းထဲကိုကြီးလိုက်တော့လူငယ်တွေပါចောင်းသားတွေလည်းပါဆိုတော့ကျွန်တော်ထိုင်နေရင်းနဲ့စဉ်းစားတယ်ငါဘာပြောအကောင်းမလဲကျွန်တော်ကောင်းနေမှာပြောချင်တဲ့အရာက၃ခုလောက်ပြိုင်နေပါတယ် ပထမတစ်ခုကတော့လူငယ်တွေအတွက်တစုံတစ်ခုကျွန်တော်ပြောချင်တယ်ကျွန်တော်ဘဝမှာပြောစရာတွေကတော်တော်များပါတယ်ရုန်းကန်ရတဲ့ဘဝတစ်ခုစခဲ့ရတဲ့အတွက်ရုန်းကန်ရမယ့်လူငယ်တွေအတွက်ကျွန်တော်အတွေ့အကြုံတွေကိုပြောပြချင်တယ်ကျွန်တော်ကမန္တလေးတိုင်းအတွင်းမှာရှိတဲ့ငစွန်ဆိုတဲ့မြို့နယ်တွေကကုလရွာဆိုတဲ့ရွာက အမေရောအဖေရောနှစ်ဖက်ဘိုးဘွားတွေရောအဲ့ဒီရွာကဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ချက်မြုပ်ကရွာကဖြစ်ပါလေဒါပေမဲ့လို့ကျွန်တော်မိဘနှစ်ပါးမှာကျွန်တော်မွေးခင်ရှေ့ကတအူးမင်းကြီးတယောက်မွေးခဲ့တယ်လို့ကျွန်တော်သိရပါတယ်ဒါမဲ့ဒီတအူးမင်းကြီးကမွေးပြီးလာပိုင်းနေပဲအဖတ်မတင်ဘူးကွယ်လွန်သွားပါတယ် ကွယ်လွန်သွားပြီးတဲ့နောက်မှာကျွန်တော်ကိုဒုတိယကိုဝင်ဖြစ်ရတဲ့အချိန်မှာကျွန်တော်အမေရောဖေရောဒီကိုဝင်ကိုဖူးဖူးပုတ်ပေါ့အရန်လိုချင်ကြတယ်ပေါ့ဗျာကျွန်တော်အမေဆိုဘလောက်ထိဒီကိုဝင်နဲ့ကကလေးကိုမမွေးခင်မမြင်ခင်တည်းကမေတ္တာတက်ဝင်နေလဲဆိုရင်ဒီကလေးအဖတ်တင်ဖို့အတွက်ကိုဝင်ကြီးညက် ်နေစီရဲစီကြီးနဲ့ကျွန်တော်အမေကရေတရာတွေလုတ်ခဲ့တယ်။ဘာရေတရာလဲဆိုတော့အဲ့ဒီကြောင့်ကကျွန်တော်ရွာမှာရောက်နေတဲ့ဆင်ကြီးတကောင်ရဲ့1 byte အောက်ကဟိုဘက်ဒီဘက်၃កောက်ဖြတ်လျှောက်အောင်ဆိုတော့ထူးဆန်းတဲ့ရေတရာပါပဲ။အဲကျွန်တော်အမေကခြေပြားလက်ပြားကြီးအင်းနေအောင်ဆင်ကြီးကိုကြောက်ပေမဲ့လို့ဒီဝင်းနဲ့လွှဲထားတဲ့ကလေးကိုချစ်တဲ့ဇောနဲ့ ဲ့ဒီဆင်ကြီးအောက်ကတုံးကောက်ပြည့်အောင်ဖြတ်လျှောက်ခဲ့တယ်ဖြတ်လျှောက်ခဲ့ပြီးတဲ့နောက်ကျွန်တော်ကိုမွေးတယ်ဒါကြောင့်ကျွန်တော်မွေးလာတော့ကျွန်တော်အမိကိုဆင်ပေါက်လို့နာမည်ပေးတယ်ဒါကျွန်တော်အမိရရှင်းပြတာပါမွေးလာတော့ကလေးကယောက်ျားလေးဖြစ်နေတော့အမေကကျွန်တော်ကိုပညာတတ်ဖြစ်စေချင်တယ်ယောက်ျားလေးဆိုတော့အဲယောမန်နေတော့ပညာတတ်ဖြစ်ဖို့မလွယ်ဘူးဟဲ့ဆိုပြီးတော့ လင်မယားငယ်အောင်တိုင်ပင်းပြီးတော့ကျွန်တော်ရွာနေပြီးတော့မင်္ဂလိကိုပြောင်းလာကြမင်္ဂလိမှာမြို့လေကောင်မှာပဲဘယ်နှခုနောက်နှစ်လောက်ရှိမလဲဆိုတော့48ခုနှစ်လောက်ပေါ့နော်မင်္ဂလိကိုပြောင်းလာပြီးတော့မင်္ဂလိလူကုန်တန်နေမြို့လေကောင်ကြာနေ83လမ်း35လမ်းတောင်ဆိုတော့နေရမှာနေကြနေနေပြီးတော့တော်သူတောင်သားတွေဖြစ်လေတော့အလုပ်လေစူးစမ်းတယ်ကျွန်တော်မင်းကကိုစိုးစံကြီးထွက် ကျွန်တော်အဖေနဲ့တင်မရနေရောဒူဒူဘွန်ပဲအလုပ်လုပ်လိုက်တာ၃လ၅နှစ်အတွင်းမှာစီးပွားရေးတော်တော်ဖြစ်တယ်လို့ပြောပါတယ်။အဲဒီ၃လ၅နှစ်အတွင်းမှာပဲနောက်ထပ်လဲကလေးတယောက်မွေးရယ်ကျွန်တော်ရဲ့အောက်ကကျွန်တော်ညီယောက်ျားလေးနောက်တယောက်မွေးတော့ကျွန်တော်တို့ညီကိုနှစ်ယောက်ဖြစ်လာတယ်။အဲတော့ကျွန်တော်တို့အရွယ်ရောက်လို့ကြောင်းထားရမယ့်အချိန်ရောက်လာတဲ့အခါမှာအမေကပထမတော့မီယိုဖလာတိုင်းဘုန်းကြီးကြောင်းမှထားပါတယ် ောင်းလိုက်တိုက်လို့ခေါ်ပါတယ်အဲ့ဒီပေါင်းလိုက်တိုက်မှာတနေ့လောက်ထားပြီးအတန်းကြောင်းပြောင်းလိုက်တော့ဖြစ်ချင်တော့ကျွန်တော်တို့နေတဲ့ရက်ွက်ကမွတ်စလင်ရက်ွက်ဖြစ်နေတော့ရက်ွက်ထဲမှာရှိတဲ့မူတာတန်းကြောင်းကပလီမာဖွင့်ထားတာဆိုတော့ကျွန်တော်တို့ကအဲ့ဒီပလီမာကြောင်းတော့တက်ရတယ်အဲ့ဒါကိုကျွန်တော်မေကမကျင်နဲ့နိုင်ဘူးပေါ့ဒီဒီကျပူကောင်းတဲ့ကြောင်းထားမယ်ဆိုပြီးတော့အောင်းလိုက်တာကျွန်တော်မေ ဘုန်းကြီးကျောင်းစာလောက်သာတတ်ပါတယ်အတန်းပညာဘာပညာမှမတတ်ပါဘူးဒါပေမဲ့လို့မန္တလေးမှာအကောင်းဆုံးကျောင်းကဘယ်ကျောင်းလဲလို့ကျွန်တော်တို့အိမ်နဲ့မြင်ချင်းဆိုင်တိုက်ကြီးမှနေတဲ့ကျွန်တော်တို့ရင်းကြီးနေတဲ့ကျောင်းသားကြီးတယောက်ကိုအမေမေးပါတယ်မေးတော့မန္တလေးမှာနာမည်ကြီးတဲ့ကျောင်းကနှစ်ကျောင်းပဲရှိတယ်ဟိုးမြောက်ပြင်မှာစိန့်ပီတာရှိတယ်ဟောဒီတောင်ဘက် တောင်ပြင်မှာတော့ဖတ်တယ်ဖုန်းရှိရင်ဒါနဲ့ကျွန်တော်မိအားအဲ့ကြောင့်တော်ကြီးကိုနားပူတော့တာပဲဖတ်တယ်ဖုန်းကြောင်ထားရှင်တယ်ဆိုပြီးတော့ဖတ်တယ်ဖုန်းကြောင်ကိုကျွန်တော်ညီကိုညောင်ကိုထားပါတယ်ကျွန်တော်တို့အဲ့ဒီကြောင်မှနေတော့မူလန်အဆင့်ပြီးလို့မန္တလေးမှာကျွန်တော်တို့ရောက်တာ၄၅နှစ်ကြာတဲ့အချိန်မှာကျွန်တော်တို့လဲမူလန်အဆင့်တော့ပြီးတဲ့အချိန်မှာ ကျွန်တော်တို့မိသားစုမှာမုံတိုင်းတစ်ခုစပွဲမှာလဲအဲ့ဒါကတော့အထက်အညာကိုကူကြည်တန်းကြီးကုံတယ်လုံနေတယ်ကျွန်တော်အဖေကအထက်အညာအင်းရွာမှာနောက်အိမ်ကြောင်ကျသွားတာပါပဲနောက်အိမ်ကြောင်ကျသွားတဲ့အချိန်ကစပြီးကျွန်တော်အဖေကပြန်မလာတော့ဘူးမန္တလေးမှာအဲ့တော့မန္တလေးမြို့ကြီးမှာကျွန်တော်တို့ကတမ်းမိ၃ယောက်ပဲကျန်ကျွန်တော်အမေရယ်ကျွန်တော်ညီရယ်ကျွန်တော်ရယ်၃ယောက်ပဲကျန်တယ် ကျွန်တော်မိကအဲ့ဒီ၃ယောက်ရဲ့ဝင်ကိုသူထမ်းရှာပါတယ်ဒါပေမဲ့အင်းအောင်ပြိုကွဲသွားတဲ့အမျိုးမျိုးတယောက်ရဲ့ခံစားချက်ဘလောက်ခံစားရတယ်ဘလောက်အပူရုပ်ကိုဟန်လုတ်ပြီးဖုံးပေမဲ့ပြုံးရင်းနဲ့မျက်ရည်လဲနေရတာကျွန်တော်ကသိကြတဲ့အရွယ်ဆိုတော့သိပြီ အင်းရောင်ရဲ့တန်းအင်းရောင်ရဲ့ဖိနှိပ်မှုတန်းစိတ်မချမ်းသာမှုတွေများလာလို့လားမသိပေါ့ဂျာတော့အင်းရဲ့စီပွားရေးလည်းပြက်လာတယ်မိမတယောက်တည်းဥဆောင်တဲ့အင်းဆိုတော့စီပွားရေးကြီးပြက်လာပြီးကျွန်တော်တို့အဲ့ဒီခြေတုံးကအင်းလင်းငါးလုံးလောက်ပိုင်နေတဲ့အင်းကြီးလည်းအကုန်ကုန်နောက်ဆုံးဈေးဆိုင်ကြီးလည်းပြုတ်ပြီးတော့ကျွန်တော်တို့ကမန္တလေးအဲ့ဒီမျိုးလေကောင်နေရာကနေပြီးတော့မြတ်ပတ်ရဆိုတဲ့ကြောင်ကြကြအရက်တစ်ခုကိုပြောင်းလာ အဲ့ဒီပြောင်းတဲ့အချိန်မှာကျွန်တော်ရှစ်တန်းရောက်နေပါပြီအဲ့ဒီမှာပြောင်းပြီးတော့လဲကြာရှည်ဆက်မနေနိုင်ပါဘူးကိုယ်တန်းလည်းရောက်ရောနောက်တနေရပြောင်းရပြန်တယ်ပိုကြောင်ကြတဲ့နေရာရောက်သွားပါတယ်ဒေဝံပဲဘုတ်တန်းဆိုတဲ့နေရာရောက်သွားတယ်အိုးအိမ်ကဆုတ်ချလိုက်တာအိမ်ကြီးအလုံးရဲ့နောက်ဖေးအဲ့ဒီနောက်ဖေးမှာရှိတဲ့မြေကွက်လက်လေးမှာအိမ်လေး အိမ်ကအပြင်ထွက်လိုက်ရင်မယုံသေးစကားပပလက်မှာအိမ်သားလေးကြီးပဲသူများအိမ်ရဲ့အိမ်သားလေးနောက်ဒီနေရာကမြေအနေဆုံးဖြစ်တော့မိုးရွာလိုက်ရင်ရှိသည်မမိုးရေကဒီအိမ်ထဲမှာရောက်ဆင်းရလိုက်တဲ့ဘဝနှုံချလိုက်တဲ့ဘဝပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်အမေကရရအလုပ်လုပ်ရတဲ့အခါမှာဘာလုပ်လို့ရလဲဆိုတော့မန္တလေးချီရန်တန်းစီ အဲ့ဒီစိမ်းမှာမင်းက်ပိုင်းလေးကိုကျက်တုံကိုဘန်းလေးနဲ့ထည့်ပြီးတော့ရောင်းရပါတယ်။အဲ့ဒီရောင်းရတဲ့ပတ်စံလေးနဲ့ကျွန်တော်တို့ကိုကြောင်းထားဆက်ထားတာပေါ့လေ။ဒါပေမဲ့ဘယ်လိုလုပ်ရမလဲ။တာတာတာယူကြောင်းဆိုတော့ကြောင်းသားကကအဲ့ဒီတုန်းကတယောက်ကို15ကျပ်ပေးရညီကိုညီောက်ဆိုတော့30ဒီ30ကိုအမေမပေးနိုင်ဘူး။ကျွန်တော်တို့ကအเจ้าမှာနေ့စဉ်နေ့တိုင်းလို့လို့ ကျောင်းသားကမပေးရသေးတဲ့လူမတရက်ဆိုရင်ကျွန်တော်တို့ညီကိုညောင်းက license ဆွဲထားတာပဲအမြင်ရရတယ်။ကြာတော့ကျွန်တော်ဆရာဟိုတနေ့ကမှကွယ်လွန်သွားတဲ့ဆရာဦးမြတ်တောင်းကရက်ဆိုရင်ကြည်လိုက်ရင်ကျွန်တော်တို့ညီကိုညောင်းရက်ရင်သူပြောနေကြစကားနားလည်းရမထွက်ဘူးထွန်းလွင်မင်းလုတ်ပြန်ပြီးညို့ကြီးပဲမတတ်နိုင်ဘူးလေပေးမှမပေးနိုင်တော့ဘူး။အဲ့ကိုရမ်းမှအဲ့လိုနေနေနဲ့မမရရအဖြစ်ပြက်တစ်ခု ကျွန်တော်ဖြစ်ခဲ့တယ်အဲ့ဒါဘာလဲဆိုတော့ဈေးရောင်းသားတဲ့အမေကိုမနေ့အစိုးကြီးကျွန်တော်ကစပင်းကယ်ရီယာလေးပုံမှာတင်ပြီးတော့လိုက်လိုက်ပို့ရတယ်ဈေးကိုလိုက်ပို့ရတယ်ကျွန်တော်လိုက်ပို့ရတဲ့အချိန်ကမနေ့၄နာရီလောက်မသိဘူးပေါ့လေအမေကသွားမယ်ဆိုတော့လိုက်ပို့ရတာပေါ့မန်လီဆောင်းတွင်ဆိုတော့အေးလိုက်တာခိုက်ခိုက်တောင်းချမ်းအဲ့မှာအမေကနောက်ကကယ်ရီယာလေးပေါ်တင်ဘိန်းကြီးနဲ့လိုက်လေပို့တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ် ကြာလာတော့အမေကိုမေးမိရအမေရဲ့လို့ဈေးကမနဲ့လင်းမဝဲလူတွေလာတာပဲလို့ဆောင်းတွင်းဆိုတော့9နာရီလောက်မှလူစီတာပါလို့အမေကဘာဖြစ်လို့မနဲ့၄နာရီလောက်ကြီးထားတာတော့အားရုံလို့ကျွန်တော်မေးလိုက်တော့ကျွန်တော်အမေကပြောရှာတယ်တားတဲ့အမေကဒီကနေ့ရောင်းမဲ့ချက်တော်အလူးကို မန္တလေးပွဲစားတန်းကပွဲုံကဝေရတာတဲ့မန္တလေးမှာရှိတဲ့ပွဲုံတွေကမင်းကစောစောဈေးဥပေါက်ဆိုရင်နည်းနည်းလျှော့ရောင်းနေတမတ်တို့ဆယ်ပြားတို့ပေါ့နော်လျှော့ရောင်းနေအဲ့ဒီဈေးဥပေါက်လျှော့ဈေးလေးကိုမိအောင်သူများတဲ့ဥအောင်တွားရတာရှင်ကမှနာလိုက်တာအော်ဆင်းရဲခြင်းဟာတစ်ဆိုးပါလား ဆင်းရဲဘဝများတင်းနှုံချပါလားအဲ့ဒီအတွေးလေးကိုရန်ကြောင့်သားကျွန်တော်ခေါင်းထဲမှာဝင်လာပြီးတော့ကျွန်တော်ဒီဘဝအနေပြီးလွတ်မြောက်ခြင်းနဲ့ဆင်းရဲဘဝကလွတ်မြောက်ခြင်းနဲ့အာဟုအာဒါကိုကြည်လိုက်တာဘာမှလည်းအာဟုအာဒါမရှိဆွေမျိုးအတိုင်းဝိုင်းမရှိမိဘကြောတော့နောက်ခံမရှိဂူညီမဲ့သူမရှိအဲ့တော့အာဟုစရာတစ်ခုပဲတွေ့ရင်အဲ့ဒါဘာလဲဆိုတော့ ငါစတော်ရမယ်အဲ့ဒီစိတ်ကိုကျွန်တော်စဝင်ပါတယ်စဝင်တဲ့အတွေ့အဲ့ဒီကိုယ်တည်းမှာပဲကျွန်တော်မန္တလေးခရင်တင်ချာလူကြီးကျောင်းမြန်မာနိုင်ငံလုံးဆိုင်ရာတင်ချာလူကြီးကျောင်းပညာရေးမှာကျွန်တော်ထွန်းပေါက်ခဲ့ပါတယ်ထွန်းပေါက်ပြီးတော့ကိုယ်တိုင်လည်းကျွန်တော်အောင်ပါတယ်ဂုံတူတွေလည်းအောင်ပါတယ်ဆယ်ရန်ကြတော့ကျွန်တော်ကြောင်းဆက်မတက်နိုင်တော့ဘူး ဒီเจ้าလားကပြဿနာကျွန်တော်မဖြေရှင်းနိုင်ဘူးဒါပေမဲ့လို့ကျွန်တော်เจ้าကဆရာတွေကကျွန်တော်ပညာရည်ချိုးချွန်တာသိတော့ဆယ်ရန်ပြီးအောင်เจ้าဆက်တက်ဖို့เจ้าကဘုန်းတော်ကြီးတွေကိုเจ้าလားကလွန်ညင်းခွင့်သွားပြောတော့ဘုန်းတော်ကြီးတွေကလည်းခွင့်ပြုပါတယ်အဲ့ဒါတော့ကျွန်တော်ဆယ်ရန်မှာเจ้าလားကလွန်ညင်းခွင့်နဲ့เจ้าတက်ခွင့်ရတဲ့အတွက်ကြောင့်ဆယ်ရန်ကိုကျွန်တော်ပြီးအောင်တက်ခဲ့ပါတယ် ဆရာကို60နဲ့ငါကိုတင်မတ်လမှာဖြည့်ပြီးတဲ့နောက်မဖြည့်ခင်ကဆုံးဖြတ်ပြီးသားပါငါအလုတ်လုတော့မယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ဆရာတော့ပြီးအောင်ဖြည့်လိုက်တယ်ဖြည့်ပြီးကြတယ်အလုတ်ရှာတယ်အလုတ်ရှာတော့မတ်လဆံမွဲပြီးရအလုတ်ရှာလိုက်တာမေလကြအလုတ်ရအဲ့ဒီရတဲ့အလုတ်ကမိုးလီဝဒယုံဖြစ်ပါတယ်အလုတ်ဆန့်လုတ်တဲ့ရက်က65ခုနှစ်မေလ3ရက် ကျွန်တော်အသက်18နှစ်လေးလတာအရွယ်တည်းကကျွန်တော်ဝန်ထမ်းဖြစ်လာပါတယ်။အဲဒီတုန်းကကျွန်တော်ရတဲ့လကတလဟို126ကျပ်ပါ။ဒါပေမဲ့126ကျပ်ကစားလောက်တယ်။ကျွန်တော်တို့မိသားစု3ယောက်စားလောက်တယ်။အဲဒီအလုပ်ရကလေးကပထမဦးဆုံးကျွန်တော်လုပ်တဲ့အလုပ်ကတော့ကျွန်တော်မျိုးဈေးမရောခိုင်းတော့ပါဘူး။မိမရောနဲ့တော့အိမ်မှာပဲနေ။အဲတော့ကျွန်တော်မျိုးဈေးမရောတော့ပါဘူး။ ကျွန်တော်ဘဝရဲ့အလဲပြောင်းဖြစ်ကံလဲကောင်းလာခဲ့တယ်လို့ပြောရပါမယ်ဆရန်ဆံမွေးကျွန်တော်အောင်ပါတယ်ဒါပေမဲ့အလုတ်တစ်ဖက်နဲ့တော့တက်ကူမတက်နိုင်တော့တက်ကူမတက်နိုင်ပြီမဲ့ကျွန်တော်အောင်တဲ့နှစ်ပါပဲမန္တလေးဝိဇာသိပ်ပံတက်ကူကရန်ကုန်မှာရှိတဲ့လုံသားကောလိပ်လို့သင်္ကန်းဆပ်ဖွင့်ပါတယ်ဒါပေမဲ့ तू ကလုံသားကောလိပ်လို့တော့နာမည်မပေးဘူးတိုးချဲ့ညံ့နေသင်တန်းတဲ့ စဖွင့်တော့ကျွန်တော်ပညာရေးဟာတပိုင်းကျစားမဖြစ်ပါဘူးအောင်ပြီးတာနဲ့မန္တလေးကျက်ကလေးမှာအလုပ်လုပ်ရင်ကျွန်တော်ကြောင်းတက်ပါတယ်အလုပ်လုပ်ရင်ကြောင်းတက်တဲ့အတွက်ကျွန်တော်၅နှစ်တည်ရပါတယ်ယူပါပြီးတော့သိပ္ပံပွဲရပါတယ်အတန်းတိုင်းဘာသာစုံဂုံတူးနဲ့အောင်နေအဲ့ဒီမှာ